နန်းနီယာကဘာကျော်တခြင်းတစ်ပုဒ်ဖြစ်တဲ့ Beyonce ရဲ့ Halo ဆိုတဲ့တခြင်းလေးကိုရွေးချယ်ထားတယ်။သူ့ရဲ့အာသာချက်ကတစ်ခုကတော့ဒီတခြင်းကိုသူကောင်းကောင်းကြည်ညက်ပြီးတော့ digest ဖြစ်နေတာလေးပါပဲ။အဲဒီတော့ဒီ music ပုံစံကိုသူဆိုခြင်းနဲ့ first ပိုင်းမှာ slow down လုပ်ထားပြီးတော့နှေးချထားတယ်။ပြီးတော့မှသူ့ရဲ့ chorus ရောက်တဲ့ချိန်မှာသူ့ tempo ကိုရအောင်ပြန်ဆွဲပြင်ထားတယ်ပေါ့နော်။အာတတဲ့ကတော့သူဒီတချင်းကိုပိုင်နိုင်နေတာတခုပါပဲ။နောက်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့အားလုံး ဒီ ending part ရောက်တဲ့အချိန်မှာသူ့ရဲ့ improvisation လေးရှိပါတယ်သူ့ရဲ့ own creation လည်းရှိမယ်ကျွန်တော်တို့ထပ်ပြီးတော့ထည့်သွင်းထားပြီးတော့မှဒီသချင်းရဲ့ climax ကိုဆွဲတင်သွားပြီးတော့မှဒီသချင်းကိုပြီးဆုံးသွားမှာဖြစ်ပါတယ်ဘလို့သူ improvise ကို create လုပ်လာမလဲသူနောက်ဆုံးအချိန်ထိပြိတ္တက်ကိုဘလို့ဆွဲခေါ်သွားမလဲဆိုတော့အခုပြိုင်ပွဲမှာပဲကြီးရှုလိုက်ကြပါလား နန်းနီကတော့တကယ်ကို challenge ဖြစ်တဲ့သချင်းတစ်ပုဒ်ကိုစုထားတာဖြစ်တယ်သူ့အတန်နဲ့လည်းသူ live ဖက်အောင်အများကြီးစူးစမ်းထားပါတယ်ပြီးတော့မှအာပေါ့ style တွေကိုလည်းသူအကောင်းဆုံးစူးစမ်းပြီးတော့ risk တွေ run နေမှာလှဖို့အတွက်သူအများကြီးစူးစမ်းထားရပါတယ်သူတတိထားမယ့်နေရာတွေကတော့နောက်ပိုင်းမှာ athlete တွေអော်ရမှာဖြစ်တယ် overlap တွေသူဆိုရမှာဖြစ်တယ် harmony ဖွဲ့နေသူ ਨੇ ဒီတချောင်းချင်းစီဆိုတဲ့အခါမှာအခက်အခဲမရှိပဲဆိုနိုင်ဖို့လိုပါတယ်ပြီးတော့မှလည်းအတန်ထုတ်တဲ့စနစ်တွေမှာလည်း head voice တွေရော ဖော်ဆက်တိုတွေရောသူဆိုရမှာဖြစ်တဲ့အတွက်သူတို့အများကြီးစူးစမ်းရတဲ့တခြင်းတစ်ပုတ်ဖြစ်ပါတယ်သောမျိုးရာဇာကျော်ကလည်းတကယ်ကိုဒရင်ကြီးတစ်ပါးလိုမျိုး Elvis Presley ရဲ့နာမည်ကြီးခဲ့တဲ့သချင်းပုတ်ပေါ့နော်အဲ့ဒါကိုဒီဘက် cover ဆိုတဲ့ version နဲ့ပြန်ဆိုထားပေမဲ့ music ပိုင်းကဒီဆိုတဲ့အပိုင်းမှာကလုံးဝပြုပြင်လို့မရတဲ့သူ့ရဲ့ trademark လေးရှိနေတဲ့အတွက် ကျွန်တော်တို့ကဒီတိုင်းပဲပြန်ပြီးတော့တီဆိုခိုင်းလာပါတယ်အဲတီဆိုတဲ့နေရာမှာလဲ Elvis ဆိုတာတည်ရတိုင်းပဲ Elvis Presley ကဘယ်တန်ကြာကြီးရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့လှပတဲ့ item တွေကိုဆွဲခေါ်သွားတဲ့ဟာလေးရှိတယ်ဆိုတော့အဲ့ဒီတချင်းထဲမှာ key range ကျေတာပေါ့နော်အဲ key range ထဲမှာသူ့ရဲ့အတန်ကိုကျွန်တော်တို့တိကျတဲ့ key တစ်ခုဖြစ်အောင်လို့ကျွန်တော်တို့အသေးချာချိန်ညှိထားပါတယ်ဆိုတော့သူကလည်းဒီသချင်းကို ပိုင်ပိုင်မနဲ့တည်ဆူနိုင်မှုအတွက်ကိုတချင်းကို digest ဖြစ်ဖို့နည်းနည်းလေးလိုနေပါသေးတယ်။ဒါမဲ့အခုပြိုင်ပွဲမှာသူဘလောက်ပိုင်နိုင်နေပြီလဲ။ဒီဘဲအကျနဲ့ဒီညာတန်တွေကိုဘလောက်တည်ဆူနိုင်နေပြီလဲဆိုတာကိုပိုင်ပိုင်နဲ့နဲ့တည်ဆူနိုင်မှုကိုကျွန်တော်လည်းအခုကနေစောင့်ကြည့်နေပါတယ်ခင်ဗျာ။သူရဲ့အေးဆေးတဲ့အတန်လေးနဲ့ရိုးသားတဲ့အတန်လေးနဲ့ဒီသချင်းလေးနဲ့လိုက်ဖက်မှုရှိပါတယ်။ အဲတချင်းတွေကသူတို့အတွက်နည်းနည်းလေးစူးစမ်းပြီးဆိုရတော့ညာလဲအကောင်းဆုံးဒီနေ့မှာတော့အကောင်းဆုံးသူလေ့ကျင့်သွားနိုင်တာဖြစ်တာတွေ့ရပါတယ်အကောင်းဆုံးလဲဆိုဖို့အတွက်တင်ထားပေးပါတယ်ပေါ့နော်ဆိုတော့ပြိုင်ပွဲဝင်နေတတိထားရမယ့်နေရာလို့ပြောလို့ရှိရင်တော့သူတို့ဒီနေ့မှာဆိုတဲ့အခါမှာကျမတို့ဒီအဓိကတော့အနောက်မှာစကလုံးလေးတွေအနောက်မှာ rift လေးတွေရှိတယ်အဲ့ဒီ rift လေးတွေက က်ခက်ခက်ခဲနဲ့ notes လေးတွေမှန်အောင်ဆိုဖို့လိုတာဖြစ်တဲ့အတွက်ဒီသချင်းမှာလည်းစောမျိုးရာသာကျော်ကိုကျမတို့ဒီ riff တွေမှာလှအောင်လို့ slash တွေမှာလှဖို့အတွက်ကိုလေ့ကျင့်ဖို့အတွက်ကျမတို့ဒီနေ့မှာတေချာ training လုပ်ပေးထားတာဖြစ်ပါတယ်ခွေပြီးသူတချင်းကတော့ကဘာကျော်အစိုးရကြီးတယောက်ဖြစ်တဲ့စလင်းကျော်ရဲ့တချင်းကိုသူရွေးထားတယ်။ ဒီတချင်းရဲ့အမျိုးအစားလေးက safe safe classic pop ဖြစ်တယ်เนาะအဲ့ခါကျတော့သူဒီတချင်းကို digest ဖြစ်ဖို့နည်းနည်းလေးလိုနေပါသေးတယ်အထူးသဖြင့်သူက bridge အပိုင်းပေါ့เนาะ bridge မှာလည်းသူကအဲ modulation က key ကနောက်တကီးကျော်ကိုချိန်ထားတယ်ပေါ့เนาะအဲ့ဒီကနေမှနောက်တကီးကျော်မှာသွားပြီးထပ်ပြီးတော့ဒီ chorus ကိုဆိုရတဲ့အပိုင်းလေးရှိတယ်ဆိုတော့ဒီအားလုံးတော့သူ့ရဲ့အတန်နဲ့ရော key နဲ့ရော solo style diction pronunciation အားလုံးကတော့တိကျနေပါတယ်ဒါပေမဲ့သူ့မှာအန္တရာယ်ရှိပြီးတော့သူကျင်းပြဖို့လိုနေတာလေးကတော့ဒီ bridge ကနေပြီးတော့နောက် chorus key တခုကိုချိန်ဖို့အတွက်ကိုလိုအပ်နေပါတယ်အဲ့ဒါလေးသာသူပြပြလဲလဲနဲ့ထပ်ပြီးတော့ကျွန်တော် rehearsal လုပ်လို့ရှိလို့ရှိရင်တော့အဆင်ပြေသွားမယ်ဆိုလို့ရှိရင်တော့ဒီပြိုင်ပွဲကြီးမှာဒီသချင်းဟာသူ့ဘက်ကိုကြည်ကြည်ညံ့ညံ့နဲ့အားတာတဲ့သချင်းလေးတစ်ပုဒ်နားဝင်လွယ်တဲ့သချင်းနားဆွဲလွယ်တဲ့သချင်းကောင်း ကဘာကျော်တခြင်းတစ်ပုဒ်ကိုသူပိုင်နိုင်စွာတည်ဆိုရှင်းပြနိုင်မှာဖြစ်ပါတယ်တခြင်းတိုက်တဲ့အချိန်မှာလည်းအခက်အခဲနည်းနည်းရှိပါတယ်အာသူတို့တခြင်းတွေရဲ့အဖြတ်အတောက်ကလေးတွေကိုပေါ့နော်ဒီအပိုက်ကလေးတွေခွဲထားတဲ့အခါမှာအာပို့ပြီးတော့ပညာသားပါတဲ့အပိုက်ကလေးတွေကိုသူတို့ဆိုရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတခြင်းမှာတော့ဖွေပြီးရ bridge bike လေးတွေသူတို့အတွက်အခက်အခဲဖြစ်ပါတယ် overlay လေးတွေနဲ့ harmony နဲ့ချိန်ပြီးဆိုတဲ့အခါမှာသူတို့အတွက်အခက်အခဲဖြစ်သလိုအတန်တရာလည်း mix တွေအပြည့်အစုံတွေဆိုရမှာဖြစ်တဲ့အတွက်သူလှလှပပဆုံနိုင်ဖို့အတွက်သူကကြိုးစားနေရတာဖြစ်ပါတယ်အေဖရင်ကျော်ဦးကတကယ်ကဘာကျော်တဲ့ချင်းပြိုင်ပွဲတိုင်းမှာလည်းအရန်ကိုရှင်ပြိုင်ကြပြီးတော့မှ modulation ရော variation ရောအတားများတဲ့ eurythmia ဆိုတဲ့သင်္ချေကိုသူရွေးချယ်ထားတယ်။အဲ့ eurythmia ကလည်း key ကတစ်ကနေနှစ်နှစ်ကနေပြီးတော့တစ်ခွဲပေါ့နော် do re ma သုံးသုံးခုကိုသူက variation လုပ်ထားတယ်။အဲ့ဒီမှာမှဘဲအကျဆုံးကနေပြီးတော့စတာပေါ့နော်။ဆိုတော့ကျော်ဦးကလည်းသူဒီသင်္ချေကိုပိုင်နိုင်နေပါတယ်။ဒါပေမဲ့သူ့အတွက်တတိထားကြလေးတစ်ခုရှိတာကတော့နောက်ဆုံး key ကိုချိန်တဲ့ချိန်မှာသူ့အဆိုကနေပြီးတော့ ီ hub ကိုတက်ပြီးတော့မှ direct chain ရတာဖြစ်တဲ့အတွက်သူအဲ့အရာလေးကိုတော့သူ့အတွက်ရင်းနှီးပြီးတော့အဲ့နေရာမှာမကြောက်မဲနဲ့တကယ်အားတင်းပြီးတော့သူ့ရဲ့ key ကိုပိုင်ပိုင်နိုင်နိုင်စိုးချနိုင်မှုအတွက်ကိုအဲ့ဒါတော့သူ့ရဲ့စိန်ခေါ်မှုတစ်ခုပေါ့အဲ့ဒီစိန်ခေါ်မှုလေးကသူအကောင်းအောင်ကြော်ဖြတ်နိုင်ပြီးသူ့ရဲ့လေ့ကျင့်မှုအားလည်းကောင်းနေနားလည်းဆွဲသွားပြီဆိုလို့ရှိလို့ရှင်တော့ဒီသချင်းကောင်းလေးတစ်ပုဒ်ကသူ့အတွက်အားသာချက်တစ်ခုဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဒီတချင်းမှာတော့ကီးက3ခါချိန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအလှပဆုံးဆိုနိုင်မှုအတွက်ကိုသူအများကြီးစူးစမ်းရတာဖြစ်တယ်။ကီး3ခုချိန်တဲ့အခါမှာနောက်ဆုံးကီးကအမြင့်ဆုံးဖြစ်တဲ့အပြင်ကိုသူ့ရဲ့ vocal power တွေကိုပြဖို့အတွက်သူအများကြီးစူးစမ်းရတာဖြစ်တဲ့အတွက်ဒီအပတ်မှာသူ့အတွက်အဲ့နေရာကတော့အခက်ခဲရှိနိုင်ပါတယ်။ဒါပေမဲ့သူအကောင်းဆုံးဆိုဖို့အတွက်တော့ကျွန်တော်တို့သင်ကြားပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီနေရာလေးအတွက်တော့နည်းနည်းစိုးရိမ်နေမှားမှလည်းစိုးရိမ်ပါတယ်။အဲ့အတွက်ကြောင့်မို့လို့ အခုချိန်မှာတော့ကလေးတွေလေ့ကျင့်နေတာဖြစ်တဲ့အတွက်ဒီနေ့တေချာတင် जा ပေးတဲ့အတိုင်းပြန်ပြီးတော့မှလေ့လာပြီးတော့တေချာလေ့ကျင့်ပြီးတော့မြတ်ဖာမှာဆိုပါလို့ဒီချက်ကတော့အကြံပေးချင်ပါတယ်